မေလာရှိရနေရာဇဝဝန်တော့သည်ဗနဒတာကိုစစ်ဆေးမင်းမြန်သည့်အကြောင်း1858ခု ဖေဖော်ဝါရီလ22ရက်အထက်ကဖော်ပြခဲ့သည့်အတိုင်းမာဆယ်ဘဲကြောင်းဆောင်မှာဖျားတကူတော်နှင့်အံ့ဖွယ်ရာအဖြစ်ပြက်များထင်ရှားတော်လဲအားလုံးတို့သည် ထိုတကူတော်ကိုမယုံကြည်လိုဗနဒတာ၏မိဘများပင် ထင်ရှားပြတော်မူခြင်းကိုအံ့ဩတော်လဲ မှန်မမှန်ကိုဝမခံဝသူဤနောက်ဂူလိုင်းတို့လိုက်သွားသောပရိသတ်တို့တွင် အချို့တို့သည်ယုံကြည်၍ထောက်ခံကြ၏အချို့တို့မှမယုံကြည်၍ပုတ်ခတ်ပြောဆိုကြ၏ယဟန်တို့ပင်ညှ့လျူရှု၍တိတ်ဆိတ်စွာနေကြကုန်၏ဖျားသခင်နှင့်ဆိုင်သောအမှုတို့သည်ကန့်ကွက်ခြင်းနှောက်ယှက်ခြင်းငင်းခုန်ခြင်းတို့ကိုခံရစမြဲဖြစ်သောကြောင့် ထိုအံ့ဖွယ်ရာအဖြစ်ပြက်တို့သည်စက်တီးသောစုံစမ်းခြင်းခံမသာလင်လူတို့သည်တညီတညွတ်ကြည်ဝန်ခံကြလိမ့်မည်ဘေနတတသည်ကြီးကျယ်ထူးခြားသောခြေဆုတော်များခံစားခဲ့လေပြီ၎င်းရရှိသောခြေဆုတော်များနှင့်ထိုက်တန်စေခြင်းက၎င်းကြောဝါခြင်း စိတ်မြင့်ခြင်းမရှိစေခြင်းက၎င်းစုံစမ်းခြင်းညှင်းဆဲခြင်းများခံရ၏တို့အတွက်ဖေဖော်ဝါရီလ22ရက်နေ့မှစ၍ အဆုံးတိုင်အောင်အစိုးရမင်းများသည်ဘန်နက်တတားကို ထောက်လန်းမင်းမြန်စုံစမ်းနောက်ဆက်နှိပ်စက်လျက်နေကြ၏သို့တော်လည်းမေရိုသခင်မ၏မဆာထောက်ပံ့တော်မူခြင်းဖြင့်သူငယ်မသည် အနောက်ရှက်ဟူသည်များကိုရဲရင်သောတတိနှင့်ခုခံ၍နောက်ဆုံး၌မိမိတတ်သေးခံချက်မှန်ကြောင်းထင်ရှားလေ၏ဖေဖော်ဝါရီလ27ရက်တလင်းကနေနေ့က တရားသူကြီးဒူတူသည်ဗန္နတတတရားနာပြီးဂူလိုင်ကပြန်လာသောအခါမိမိယုံသူခေါ်ပြီးဂူလိုင်မသွားရန်တကြိမ်ဂရိထားခိုင်းခဲ့လေသည်သို့သောဗန္နတတသည်မသွားပါဟုဂရိမထားခဲ့ချေထိုနေ့ညနေကတဖန်ခရီးကြောင်းဆင်းသောအခါရာဇဝတ်ဝင်းကြောက်ကုန်မည်သည်ចောင်းသောသောပရိသတ်လူထုတွင် ဘန်နက်တတောကိုတွေ့မိအထင်းနဲ့ဖះကြောင်ရှေ့သို့လာ၏ထင်းသည့်အတိုင်းသူ့ကိုတွေ့တော့မိမိအိမ်သို့လိုက်ခဲ့ရန် ချိုးချိုးသားသားခေါ်သွားလေ၏ဘန်နက်တတောသည်လည်းဘာမှကြောက်ရွံ့ခြင်းမရှိဘဲသူ့နောက်ကလိုက်သွား၏သူငယ်မ၏အတော်သည်မိဘတို့ကိုတွား၍တိုင်ကြားလေ၏တယောက်သောသူကကြောက်ကောမင်းနှင့်အတူလမ်းသွားသော သူငယ်မကိုမြင်သောအခါ တတိထားပါဘနဒတ္တာတင်ထောင်ကြတော့မည်ဟုပြောလေသောဘနဒတ္တာကဘာမှကြောက်စရာမရှိပါ သခင်သည် အလွန်သဘောကောင်း၏ဟုဂျာကောမေကိုကြည့်၍ပြုံးရလျက်ပြန်ပြောလေ၏ပရိသတ်တို့သည်နန်းကသူတို့မျက်မှောက်တွင်ဘဝင်ကြ၍မိမောတွေ့ဝင်နေတဲ့ကဲ့သို့ဖြစ်သော သူငယ်မှအချုပ်ခံရမည်ထင်မှတ်၍ စီတာကန့်ကွက်ရန်ယုံရင်ဆန်ခတ်ဖြစ်နေကြ၏။ကြောင်းထဲမှရှိသောယဟန်တစ်ပါးသည် ထွက်လာပြီးမှအစိုးရအလုတ်ကိုကန့်ကွက်ခြင်းမပြုကြနှင့်ဟုတားမြစ်လိုက်သောအခါမှငြိမ်သွားကြ၏။ဂျာကောမေသည်ထင်ရှားတော်မူခြင်းနှင့်ဆက်လင်း၍လောကပညာရှိတို့ထင်မြင်ချက်ကိုမလိုက်။မိန်းကလေးမှာယောဂရှိ၍ယောဂကြောင့်သာထင်ရောက်ထင်မှားဖြစ်သည်။ ို့ကြည့်မဟုတ်ဆင်းရဲ၍ပိုက်ဆံခြင်းငွေရအောင်မိဘနှင့် အချို့မတမာသူတို့ကညံစင်း၍လောက်ကြသည်ဟုခြင်း၏သူ၏အလုတ်သည် လူဆိုးလူမိုက်စသောရာဇဝမှုများကိုသာစစ်ဆေးခဲ့ရသော အလုတ်ဖြစ်၍ဘယ်အမှုမဆိုးအဖြောင့်အမန်မထင်တံလိန်လေလဲ့ပြားသည်ဟုထင်တတ်၏ဤဖြစ်ပျက်သည်လေဖျားသခင်တကူတော်နှင့်ဖြစ်သောအံ့ဖွယ်ရာကို အယောင်ဆောင်၍ပရိသတ်တို့အားလဲစားပြီးဘာမှမမြင်မဲနဲ့ပရိယဆင်သည်ဟုအထင်ရှိ။ပရိယဆောင်သောသူကို၎င်းပရိယဆောင်ရန်အကြံပေးသူကို၎င်းမကြမီပေါ်ပေါက်ရန်ငါဤအစွမ်းပြလိုက်မည်ဟုကြိမ်းမောင်း၍ဗနတတာကိုမိမိရှိတတ်တဲ့ကလထိုင်မော်ရင်ထိုင်စေ၏။ထိုအချိန်တွင်အက်စတရေခေါ်ဝင်တော့သည်အခန်းထဲသို့ဝင်လာ၏။ သူသည်ကြောက်ကောမင်းနှင့်မိတ်ဆွေဖြစ်၍တအိမ်ထဲ၌အထက်အောင်နေကြ၏ကြော်သောထင်ရှားသော အမှုများ၌သူသည်တတိမမူဂယုမဆိုင်တော်လေသူ၏နမသည် အလွန်တရာအေးယူသည်ဖြစ်၍ဗနက်တတာသည်ယာဇဝဝမင်းနှင့်လာသည်ကိုမြင်သောအခါမိမိမောင်ကို ကြောက်ကောမင်း၏အခန်းထဲသို့သွားရန် အကြံပေးလေ၏ထိုသူသည်မိမိအလိုလျောက် ထူးဆန်းသောအရာကို ကြားလိုသောကြောင့်မဟုတ်ညီမ၏အလိုကို လိုက်လျောညီမကတိုက်တွန်းသောကြောင့်သာရောက်လာ၏အခန်းထဲသို့ရောက်သည်နှင့်တပြိုင်နက်ဂျာကွန်မီအားအရေးအမွက်ပေးပြီးမှဘန်နက်တတာကိုစစ်ဆေးသည့်ကိစ္စ၌နားလည်ရန် သူငယ်မှမမြင်နိုင်သောတောင်းတထောင်တွင် ထိုင်နေ၏အက်စတရသည်နောက်မှရေးထားသည်မှာသူငယ်မသည်မျက်နာခတ်ဝိုင်းဝိုင်း ခက်ရှင်ရှင်ဖြစ်၍သူ၏မျက်စိတို့၌ကြီးစွာသောချိုးသာခြင်းနှင့်ရိုးသားသောလက္ခဏာပေါ်ပေါ၏သူ၏အတန်သည်အနှဲငယ်ကြီးတော်လဲတာယာနာပျော်ဝယ်ဖြစ်၏သူမ၏အနေထိုင်သည်ငကိုပဂရိအတိုင်းဖြစ်၍မိမိဒူးပေါ်မှလက်တို့ကိုထားပြီးခေါင်းနှဲငယ်ငုံလျက်နှွေးသောအဝတ်ကိုခေါင်းမှခြုံထား၏အခြားသောအဝတ်တို့သည် စင်ကြဲတင့်လျော်၏ကြောက်ကောင်းမည်သည်မိမိရှိတွင် စာရွက်နှင့်ခဲတံချလျက်ဘနက်တတားကိုထက်မြက်ထိုးထွင်းသောမျက်စိနှင့်တခဏစိုက်ကြည့်ပြီးမှ ရုတ်တရက်စိတ်ပြောင်းလဲလျက်ဂရုဏာတနာခြင်းလက္ခဏာနှင့် သူအားချိုသာသောအတန်ဖြင့်ရှေးဥစွာပြောဆိုသည်မှာမင်းကိုဘာအတွက်ခေါ်လာတယ်ကိုသိပါ၏လောမဆောက်ဘဲចောင်းဆောင်နိုင်မြင်ရသည့် လှပသောအရာများလူများပြောပြနေသောကြောင့်ငါသည်လည်း၎င်းเจ้าကိုသင်ကိုယ်တိုင်ပြောသည်ကိုနားထောင်လိုပါသည်ဂူလိုင်း၌သခင်မကိုဘလို့တွေ့ရလဲဆိုရာကြောစမ်းပါဟုဆို၏သူငယ်မကပြောပြပါမည်ဟုစိတ်နှောက်နေခြင်းစိုးရိမ်ခြင်းမရှိဘဲပြန်ပြော၏ဒလိထုံးစံရှိသည့်အတိုင်းရာဇဝတ်ဝင်တော့သည့် သူငယ်မ၏နာမည်အသက် နေသောအရက်ဘာဒရဲရွာ၌လှုပ်ခဲ့သော အလုတ်တို့ကိုမေးမြန်း၏ထို့နောက်ဆက်လက်၍ယခုကျွန်ုပ်တို့သိလိုသောအကြောင်းများကိုပြောလောဂူလိုင်၌မြင်ခဲ့သည့်တင်းဤနှလုံးကြည်နူးစေသော အကြောင်းအရာတို့ကိုတခုမကြံပြောလောဟုဆို၏ဂျာကောမေသည် သူငယ်မပြောသမျှကိုရေးသားချပြီလင် မိန်ကလေးပြောသောအကြောင်းအရာများသည်အလွန်နားထောင်ကောင်း၏။ဤများလောက်ချစ်စပွဲကောင်းသောသခင်မကိုတင်သိပါသလားဟုမေး၏။သူကိုကျမမသိပါဟုဆို၏။တင်မြင်သောသခင်မလှပုံသည်ဘယ်သူနှင့်တူသလဲ။ကျမမြင်မှုသည်မသခင်မတို့ထက်လှပါသည်။မျိုးရဲမှာအလှဆုံးမိမနှစ်ယောက်သုံးယောက်နာမည်ကိုပြောပြ၍ သူတို့လောက်လှလိမ့်မည်ဟုငါမထင်ဟုပြောလေ၏သူတို့လောက်မက မနိုင်ရှင်နိုင်အောင်လှပါရဲဒီသခင်မဟာစကားပြောသလားလှောက်ရှားသလားစင်းတုလိုမလှုပ်မရှားနေသလားဟုမေး၏ကျမလိုစကားပြောပါရဲပြုံးပါရဲလှုပ်လေလှောက်ရှားပါရဲဂူလိုင်းတို့25ရက်လာပါလို့သူမပြောပါရဲဟုဆို၏မင်းကလာခဲ့မယ်လို့ပြောသလား ကျမလာခဲ့မယ်လို့ပြောခဲ့ပါတယ်။မင်းမိဘများကမင်းကိုဘယ်လိုထင်ကြသလဲ။ပထမတစ်ခါနှခါတုန်းကတော့ကျမအထင်လွဲတယ်လို့ထင်ကြပါတယ်။ဝန်တောက်မင်းသည်မိဘများအလွဲချင်သည်ဟူသောစကားကိုကောက်ယူ၍မိဘများအထင်မှန်ပါတယ်။မင်းအထင်မြင်မှားနေကြောင်းကို အကျက်တဝင့်ပြောလေ၏။သူငယ်မကမမားပါ။ကျမစိတ်ချယုံကြည်ပါတယ်။ ထိုသခင်မဟာလူပုဂ္ဂိုလ်တူဖြစ်ရင်အများမြင်ကြမှာပေါ့အခုတော့ဘသူမှမမြင်ကြရဘူးဟုဆို၏ကျမမြင်ခဲ့တဲ့သခင်မဟာအသက်ရှင်တဲ့သခင်မဆိုတာကို ကျမအမှန်သိပါတယ်အခြားလူမမြင်တာကိုတော့ကျမနားမလည်နိုင်ပါဟုဘန်နဒက်ပြန်ပြောလေသည်ကြောက်ကုန်မည်သည်သူမ၏ယောသားချင်းတုံလုတ်သောစိတ်မရှိခြင်းတို့ကိုအံ့အားသင့်၍ ပလိတ်တို့ဤပရိယေနှင့်အမာဖမ်းမိကြံပြီးရေးထားသောစာကိုအမြန်ဖတ်၍သခင်မသည် အသက်16နှစ်20လောက်ဟုဖတ်လိုက်၏သူငယ်မက ကျမအသက်20မပြောပါ16နှစ်18နှစ်ဟုပြောပါသည်တဖန်သူဝတ်တော်အဝတ်သည် အပြာရောင်ခါးစည်းမှ အဖြူဟုဖတ်လိုက်ပြန်ရာချက်ချင်းသူငယ်မက သခင်ပြောင်းပြန်ရေးသည် ဝတ်ထားသောအဝတ်ကအဖြူခါစီအပြပါဟုပြန်ပြောလေသည်တဖန်ဝန်တောင်းမင်းက သူမ၏သပင်သည်ကြောပေါ်သို့ကျသည်ဟုဖတ်သောသခင်အလွဲကြားနေပါれသပင်မဟုတ်ခေါင်းဆောင်ကြောပေါ်သို့ကျနေပါれဟု ကျမပြောပါれဝန်တောင်းမင်းသည်နားယောင်အောင်ပြုသည်မအမအရင်ကို သူငယ်မသည်မဆိုင်မတွချက်ချင်းပြင်သည်ဖြင့် တည်နီးနေမရချင်းချောက်အုံမြီဟုကြံ၍သူငယ်မကိုစိုက်ကြည့်ပြီးဒေါသပါသောအတန်နဲ့သင်ပြောနေတာတွေလိန်ပြောနေတယ်ဆိုတာငါသိတယ်။တလူပြောရင်ဘသူတွေသင်ပေးနေတယ်ဆိုတာငါသိတယ်ဟုမျက်နှာထားနဲ့ပြောလိုက်ရာဒီเจ้าများပြောဖို့ကျမကိုဘသူမှသင်မပေးပါဟုဆိုလင်ဒီเจ้าတွေအလုံးငါသိပြီးဖြစ်တယ်။ငါတခုတည်းသာအလိုရှိတယ်။ နောက်တခါဂူလိုင်တို့မတော်ပါဘူးဟုငါ့ကိုဂတိပေးရမည်ဟုငေါငန်ပြောဆို၏သူငယ်မကလာပါမည်ဟု သခင်မထံဂတိထားခဲ့ပြီးဖြစ်၍မတော်ပဲမနေနိုင်ပါဟု ပြန်ပြောလေ၏ဇာကောမေသည်ခြား၍တဖန်သူငယ်မကို ချင်းချောက်သောအတန်နှင့်တင်မှုသာပြောလေသည်မြငါနားထောင်နေလိမ့်မည်ထင်သလားဒီကဲ့သို့ကောင်းမှနေလင်ငါအလိုလိုက်မည်ထင်သလား ဂူလိုင်တို့မတော်ပါဟုချက်ချင်းဂတိပေးလင်ပေးမပေးလင်အချုပ်ထောင်ချရန်ပလိတ်ကို ခေါ်လိုက်မည်ဟု ပြော၍အဟုတ်ခေါ်လိုသောလက္ခဏာနှင့်တကပေါက်ရှိရာသို့လမ်းကြည့်လိုက်၏ထိုစကားကိုကြားလင်သူငယ်မသည်ကြောက်ရွံ့တုန်လှုပ်သောလက္ခဏာမရှိတော့လေမျက်နှာညိုသွား၏အချိန်တန်ကြာသောအခါဂျာကောမီ၏မျက်နှာကိုကြည့်လျက် ကျမကိုဖမ်းဆီးရန်တခင်သည်အမိန်ပေးနိုင်ပါသည်တို့ရတွင်ကျမသည်မှန်ရာကိုသာပြောနိုင်သည်ယခုပြောခဲ့သောစကားများလည်းအားလုံးမှန်ပါသည်ဟုခိုင်မာသောလေသံနှင့်ပြောလေ၏အက်စတရသည်နေရာမှထလာ၍ဝန်ကြောင့်မင်းပြောသည့်အတိုင်းဂရိထားလိုက်ပါဟုဝိုင်းဝန်းပြောတော်လေသူငယ်မသည်ဂရိမပေးချေ ဂျာကောမေဒီသူငယ်မကို တနာ ਈ လောက်ကြာအောင်ဆစ်ဆေး၏အမှုဆစ်ဆေးရ၌ပါးနက်လိမ်မာစွာ ကိုလိုရာတို့ရအောင်ဆွဲဆောင်နိုင်ခြင်းကြောင့်နေတဝန်းလုံးကြော်စောနေသော ရာဇဝတ်ဝန်မင်းသည်ဘယ်နဲ့တတားကိုနိုင်အောင်မပြောနိုင် ထိုချိန်တွင်အခန်းပြင်ဘက်မှစောင့်ကြည့်နေသော လူတို့သည် အခန်းတွင်မှအော်တယ်ငေါက်တယ်ချင်းချောက်တယ် ။ဆူညံတန်တို့ကိုကြားရလျင်အတွင်း၌တခုခုဖြစ်နေရည်ဟုဆိုရင်ကြ၏။အပြင်ဘက်ကလူများသည်တကားကိုဖွင့်ပေးရန်ခောက်ကြ၏။ရုတ်တရက်ဖွင့်မပေးလျင်တိုး၍ပြင်းထန်စွာခောက်၍တကားကိုရိုက်ချိုး၍အတ္တမဝင်းမြီကိုထင်သောကြောင့်ဝန်တောင်မင်းသည်တကားကိုဖွင့်လိုက်ပြီးဒေါသကြီးသောအတန်နှင့်ငေါငန်းလိုက်လေ၏။ သို့တော်လည်းသူငယ်မ၏အဖဖရန်စစ္စကိုဆူဘီရူသည်ယာဇွတ်မင်းအမိန်ကိုခယူးမဆိုင်နိုင် အခန်းထဲသို့တိုးဝင်၍ကျွန်ုပ်၏သမီးကိုခေါ်လိုသည်ဟုပြောလေသည်အဖသည်မိမိသမီးကောင်းမွန်စွာငြိမ်သက်စွာထိုင်နေသည်ကိုမြင်ရသောအခါပူပန်တော့ကအင်းငိမ်သွားတော်လဲမိမိသည်ဆင်းရဲသူဖြစ်၍လူ့မျိုး၌အကြီးဆုံးအာနာရှိသူမင်းရှိမှာ ရက်တက်နေရသည်ဖြစ်သောကြောင့်စိတ်မချမ်းသာရှုပ်ထွေးပြီးအောက်ထုပ်ကိုလက်၌ကိုင်းလျက်တိတ်ဆိတ်စွာနေလေ၏။ကြောက်ကောမီသည် ရုတ်တရက်မျက်နှာပြောင်းလဲ၍ကြော့ပြောင်းချူတာသော အမှုရာနှင့် အဖဆူရီရူအားတင့်ကိုခေါ်မည်ဟုစိတ်ကူးနေစေတင်ရောက်လာသည်ဟုပြော၏။အမျိုးသမီးတစ်ယောက်သည်တင့်သမီးအားသခင်မတူးကိုမြင်သည်ဟုပြောရန်တင်ပေးနေသဖြင့် မမြင်ဘဲနဲ့အထူးဆန်အဟုတ်မှန်မြင်သည်ကိုတင့်သမီးကပြောနေ၏ထိုကဲ့သို့ပရိယဉ္ဇဉ်စင်သည်ကို တာရှည်စွာကြည့်မနေနိုင် ထိုအရာများကြောင့်မြို့နယ်တစ်ခုလုံးလွတ်လွတ်ရှာရှာဖြစ်နေသောစကားအမျိုးမျိုးလည်းပြောနေကြသည်လွန်ခဲ့တာတွေရှိပါစေတော့တင့်သမီးကိုအိမ်ထဲကမထွက်နိုင်အောင်မထိန်နိုင်လင်ငါသည်သူ့ကိုထောင်ထဲ၌နေစေမည် ်ဂူလိုင်တို့နောက်တစ်ခါသွားလင်ငါချမ်းသာပေးမည်မဟုတ်ဟုချင်းချောက်လေ၏ဆူဘီရူသည်လူ့မျိုး၏ကြီးဆုံးသောဝန်ထောက်မင်းကပြောလိုက်သောစကားကိုမိမိ၏အခြေအနေနှင့်ကြောက်ရွံ့ထိတ်လန့်ခြင်းဖြစ်၏တို့ရတွင်ပွင့်ပွင့်လင်းလင်းပြန်ပြောသည်မှာကျွန်တော်၏သမီးသည်သူထင်မြင်သည့်အရာကိုအလိန်အကောက်မရှိဘဲအမှန်အတိုင်းပြောပါသည်ဟုကျွန်တော်ယုံပါသည် ယုံကြည်တော်လဲသူ့အထင်မှားသည်မှန်သည်ကိုတော့အမှန်မဆိုနိုင်ပါဒီเจ้าများကြောင့်ကျွန်တော်တို့သမီးခင်မုန်းအူမှာနောက်ဆက်ခြင်းဒုက္ခများစွာခံနေရပါသည်လွန်ခဲ့သော၃လရက်ကကျွန်တော်တို့အိမ်တို့တိလို့မေးလို့ကြာ၍လာရောက်ကြသည်ကိုဘလို့မှမတက်နိုင်ပါယခုရာဇဝဝမင်း၏အမိန့်ကိုပြောပြ၍မလာရန်ပြောပါမည်ကျွန်တော်သမီးကိုလည်း ်ဂူလိုင်တို့မတွားရန်တားမြစ်ပါမည်ကျွန်တော်ဤသမီးသည်ကျွန်တော်ဤစကားကိုဘယ်တော့မှမပယ်ပါအမြဲနားထောင်ပါသည်ဟုပြောလေ၏ဝန်မင်းကဆက်လက်၍ဂူလိုင်တို့နောက်တစ်ခါသွားခဲ့ပါကမြို့ရဲ၌ရှုပ်ထွေးခြင်းမရက်ဆဲလင်တင့်သမီးအပေါ်သာမကတင့်ပေါ်မှာလဲတာဝန်ရှိလိမ့်မည်ဟုအမိန်ပေးလေ၏အဖဆူဘီရူသည်ဂျာကောမေးအမိန်ကို နားချောင်မြည်ဟုဝန်ခံပြီးလင်နှုတ်ဆက်၍မိမိသမီးနှင့်အတူအိမ်သို့ ပြန်ခဲ့ကြလေ။ရုံးခန်းမှတားဖနှစ်ယောက်လွတ်လွတ်လပ်လပ်ပြန်ထွက်လာကြသည်ကို မြင်ရမှာအပြင်ကစောင့်နေကြသောပရိသတ်တို့သည် ဝမ်းမြောက်ဝမ်းသာအိမ်သို့ ပြန်ကြလေ၏။ဆုတောင်းကြစို့။မူသား၏အဖဖြစ်သောနတ်ဆို၏ခေါင်းကို နင်းချီရုံမူသောအိုလုတ်မေရော်ခင်မှာ ရင်းရင်ချင်းမရှိပဲဖြောင့်မယ်ရ၌နှစ်တမွေလျော်သောစိတ်ကိုတန်ရှင်သောဝိညာဉ်တော်ခြင်းမှတောင်းလျှောက်ပေးတော်မူပါ။ဖရာသခင်သည် သစ္စာတရားပင် ဖြစ်သောကြောင့်ဤလောက၌ရှိသမျှသော အရာခတ်သိမ်းတို့ထက် သစ္စာတရားကိုမျက်နှာကြမြင်အကြောင်းဆောင်မတော်မူပါ။ခက်ခဲရာကိစ္စအရရဲ့၌အကျဉ်းချင်းဘေးအန္တရာယ်နှင့်ကြုံတွေ့ရတော်လဲမှန်ရာကိုရဲရင်စွာပြောနိုင်ရန် ယေရှုတော်ကိုတောင်းလျှောက်ပေးသနာတော်မူပါအာမင်။ All Lord the King မှာကျွန်ုပ်တို့ဖို့ငါဆုတောင်းတော်မူပါ